ကြကျွန်တော်ဆက်လက်ပြီးတော့ဗုဒ္ဓဘုရားသမီးတွေရဲ့တပတ်တာကံကျင်းမာကိုလမ်းညွှန်ဟောကြားပေးသွားမှာပါအဲ့တော့ရှေ့ရဇွန်လ2025ဟာလာတနင်္ဂနွေနေ့ကနေပြီးတော့14ရက်ဇွန်လ2025စနေနေ့အထိတပတ်တာကာလအတွင်းကျွန်တော်တို့ဗုဒ္ဓဘုရားသမီးမိတ်ဆွေများရဲ့ကံကျင်းမာကိုကြည့်လိုက်ကြရအောင်ကဲဗုဒ္ဓဘုရားသမီးတွေအနေနဲ့ကတော့ဒီတော့မှအနေငယ်ကံညံ့တဲ့ တပတ်တာလို့ပြောလို့ရပါတယ်အဲ့တော့အစင်မပြေမှုလေးတွေစိတ်ညစ်စရာလေးတွေထိတွေ့ကြုံတွေ့ရမယ်တပတ်တာဖြစ်ပါတယ်အဲ့တော့ဟိုကိစ္စအစင်မပြေဒီကိစ္စအစင်မပြေဆိုတာမျိုးလေးတွေကြုံရမယ်ဆိုတာမျိုးတွေပေါ့အဲ့တော့ထင့်ကလွဲကြော်တာမှန်းချက်နဲ့နန်းတာမကြိုက်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အိဆိုင်ဝေကုံကြီးကြများတတ်တဲ့တပတ်တာဖြစ်တယ်ကိုကြံစီတာတွေကလွဲသွားတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အလားတူပဲဒီတော့မှာဆိုလို့ရှိရင်တော့ ဟုတ်လားမကောင်းသောခီးတွေသွားတတ်တယ်အကျိုးမရှိတဲ့ခီးဖြစ်တတ်တယ်အချိန်ကုန်တတ်တယ်စူးစားတဲ့လောက်အရာမထင်တာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တပတ်တာဖြစ်တယ်အခြေအနေအောင်ရင်းနဲ့ပတ်သက်နားလည်မှုလွဲတာစကားများတာပြဿနာတတ်တာမျိုးတွေကြုံရနိုင်တယ်ကျမကြီးလည်းအနှံငယ်ချူးကြမယ်ဆိုရင်တော့အခြေအနေမျိုးတော့မဟုတ်ဘူးအဲ့တော့ဒီတစ်ပတ်မှာဟုတ်လားလုံမကင်မမဖြစ်ရလေအောင်အဖက်ဘက်ကနေသတိထားဂိူးဆိုင်ဖို့တော့လိုတယ်အနှံငယ်ကန်ညံ့တာကြောင့်လည်းရေရရချီထားဖို့လိုအပ်ပါတယ်အဲ့တော့ရေရရနေနဲ့ကျွန်တော်တို့မလုပ်မလဲဆိုလို့ရှိရင်တော့ဟုတ်လားကျွန်တော်တို့ ဖျောင်းနိုင်9တိုင်တောက်တော်ကြီး9ခွက်ပန်းအပွင့်ပန်း9မျိုးကိုလှူဒန်းရမှာဖြစ်ပါတယ်ဒီရတာလေးကိုတေချာအလေးနဲ့လှုပ်ချစ်လှုပ်စေချင်ပါတယ်စွန့်စားစားလောရမယ့်အလုပ်တွေအရေးကြီးတဲ့အလုပ်တွေဆိုရင်တော့သတိထားပြီးလှုပ်ကြိုင်ပါလို့ဒီနေရာတွေကျွန်တော်တို့လမ်းညွှန်လိုက်ပါတယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရွှေငနန်းအနေနဲ့ကတော့၃ညတို့ခုနှစ်တို့ဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းအဖြူရောက်မှာဗုဒ္ဓဘုရားသမီးမိတ်ဆွေများအတွက်လမ်းညွှန်ဟောကြားပေးခဲ့တာပါ